ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်သောတာရှင်ဓမ္မမိတ်ဆွေ RVA ဖန်များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်မင်္ဂလာပါဗျာဝင်နေဓမ္မဒေသဆောင်ကဏ္ဍကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ဒီကနေ့ အောက်တိုဘာလတရနေ့မှာဆက်ရောက်တဲ့မွနီရှင်များကတော့အင်းလေးမျိုးမှာနန်းတီကြီးပုံမှာတင်ဦးဝင်မှာပုံမောင်မောင်ခေါ်စာမြူရဲ့ပြင်းဦးဝင်မှာပဲညီဝင်းမင်းမိတိလာမျိုးမှာကိုထောင်းဝင်းရေဦးမျိုးမှာမောင်ကြီးမင်းကိုထောင်းမျိုးမှာမောင်ကျော်မိုးဝင်းရန်ကုန်မှာအန်နာလူးစ်ရန်ကုန်မှာပဲမာရီချင်းသူ့ဘာမှာမဆုတ်ထုခေါ်သူပြေဝါဆော ဘာတော်ကြီးပါပါခင်ဗျာလေရန်ကုန်မှာစစ်တဲနီနီအေညဘက်မှာရှင်ရဲကိုကိုဆိုးလို့ပဲဖြစ်ပါတယ်ဆက်ရပြီးတော့တောင်းဆိုလာတာကတော့ဒီကနေ့အောက်တိုဘာလတရနေ့မှာဝင်းနေချရောက်တဲ့မတ်လူစီယာကနေကိုတိုင်းနာရှင်ဖို့ရန်ဆိုပြီးတော့တောင်းဆိုလို့လာပါတယ်ဒီကနေ့အောက်တိုဘာလတရနေ့မှာချရောက်တဲ့ မွန်နီရှင်များကြီးစုနာစင်အပိနေသူများတောင်းဆိုထားကြသူများအားလုံးပေါ့အဖရာတခင်ရဲ့ကောင်းချီးကျေးဇူးတော်များဆရတဘူတူ၍ခံစားရပါစေကြောင်းအရှတ်သမားတရားမြမပိုင်းစီခင်ပါဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်တွန်းကနေစုမောကောင်းတောင်းပီးစံစင်ဆန်းရီဖွဲ့သားများတည်ဆူထားတဲ့မေရော့ရှိသစ္စာပြကြစို့ဆိုတဲ့ဓမ္မတစ်ချင်ကို ပြင်ဆက်ပေးလိုက်ပါတယ်လဲတော့ရှိတဲ့စာပြူကြစို့လဲတော့ရှိတဲ့စာပြူကြစို့ tagliata lo ci va mi sa piu ja zo Mero shite sa piu

ကြုံတွေ့နေရသူများအတွက်ဟိုအပ်သောဆုတောင်းမေတ္တာဩတနာကိယနာရှင်ဖခမိတော်ဗျာကိုရောဒီသာသမိတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စစ်မှတ်အန္တရာယ်ဘေးများကြားမှကိုရောရှင်တနာကိယနာတော်ဖြင့်ထူမှပေးတော်မူပါသာသမိတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏ ကိုယ်တော်ရှင်မှလွဲ၍မြည်သည့်အရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုယ်တော်ရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လဲ၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆိုးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်မင်္ဂလာပါချစ်လာကြသောဓမ္မမိတ်ဆွေပေါင်းတို့ဒီနေ့ဟာ သာသနာပြုသူများအားကုညီမိုက်မသော ပြင်သစ်သူယဟန်နာမလေးတန်တာထွေစားလေးရဲ့ပွဲနေ့ဖြစ်ပါတယ်။ဒါကြောင့်မလို့စိန်ထွေစားအမိခံလူအလုံးနဲ့အတူအသင်္ကန်းအလုံးကို Happy Feast Day လို့ နှုတ်ခွန်းဆက်ပါတယ်။ယနေ့ကျမ်းစာဖတ်ရှုခြင်းများနဲ့အတူသူတော်စင်မထရေစာလေးရဲ့ဘဝဟာကျွန်ုပ်တို့ကိုရိုးရှင်းတဲ့မေခွန်းတစ်ခုမေးနေပါတယ်။အဲ့ဒါကတော့ဖျားသခင်နောက်လိုက်ဖို့နှစ်ဆိုင်သောဆန္ဒကပါလေ။ဘယ်လိုရှောက်လန်းမလဲဆိုတဲ့အချက်ပါပဲ။သူမနေခဲ့တဲ့နေရာလေးကိုဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်လွန်ခဲ့တဲ့16နှစ်လောက်က ရောက်ခဲ့ပူပါတယ်စိတ်ခွန်အားအလွန်ရပါတယ် သူမတို့တမိသားစုလုံးဟာဘာသာရေးမှာ အတော်အားကောင်းကြပါတယ်အပင်ကောင်းတော့အသီးကောင်းတွေတည်တယ်လို့ဆိုရမှာပါပဲသူမအပါဝင်ညီမ၄ယောက်ကကာမလိုက်တီလာရှင်တွေ ဖြစ်ကြတယ်သူမက sister ဖြစ်ချင်လွန်းလို့အသက်15နှစ်ပဲရှိသေးတယ်ယဟန်မင်းကြီးရဲ့အထူးအခွင့်ပြုချက်နဲ့သီလရှင်အကိုင်းကို ဝင်ခဲ့ပါတယ်။ကျမ်းမာရေးမကောင်းမင်းနဲ့မိမိလုံးသမျ သေးငယ်သောအလုတ်ကိုကြီးမားသောချစ်ချင်းမေတ္တာနဲ့ဆက်ကပ်ခဲ့တယ်။ဒါဟာသူမရဲ့ဝิญဉေးလမ်းစဉ်လေးလက်တဲ့ဝေပဲဖြစ်ပါတယ်။ဘဝအခက်ခဲတွေရှိတယ်။သို့တော်လည်းပဲတန်ဘောလူရဲ့ I can do all things through Christ who strengthens me ငါအခွန်အားနဲ့ပြည့်စုံသော ခရစ်တော်အားဖြင့်အရာအလုံးကိုငါတတ်ဆန်းနိုင်တယ်ဆိုတဲ့ဖိလိပ္ပိဩရာစာအခန်းကြီး အငယ်73ကျမ်းစာအဖြစ်အာယူလှုပ်ဆောင်ခဲ့လို့1898ခုနှစ်အသက်24နှစ်အရွယ်မှာတည်ပြီးတဲ့နောက်နှစ်30အကြာမှာ1928ခုနှစ်မှာငယ်ငယ်ရွယ်ရွယ်နဲ့ယဟန္တာမာလီဖြစ်ခဲ့ပါတယ်အားရဖို့သိကောင်းပါတယ်အပြုစုကောင်းတဲ့ဥယျံမှုများဖြစ်ကြတဲ့မိခင်စီလိုင်းနဲ့ဖခင်လူ့စ်မာတင်တို့ဟာလည်းပဲ 2015ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာဟိုဟန်မင်းကြီးဖရန်စစ်အရှင်သူမြတ်ကယဟန်နာများအဖြစ်တင်မြှောက်ခဲ့ပါတယ်။ဒါဟာကက်သလစ်အသင်းတော်တမိုင်းမှာပထမဆုံးသောတာမန်လူဝိကျောင်းအိနောင်တဲ့အတွဲယဟန်နာအတွဲဖြစ်ပါတယ်။ကျမ်းစာတော်ကို ထောက်ရှုကြည့်မယ်ဆိုရင် နေဟမိဟာပျက်စီးနေတဲ့ဇာတိမျိုးကို ပြန်လည်တိဆောက်ဖို့အတွက်ဘရင်ထံမှာရဲရင်ဆောင်နဲ့ခွင့်တောင်းခဲ့တယ်။ သူဟာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအားကိုးခဲ့တယ်လို့ဆောင်နိုင်ခဲ့တယ်။ဧဝံဂေလိကျမ်းစာမှာလည်းပဲယေရှုကိုယ်တော်ကသူ့နောက်လိုက်တဲ့သူတွေကိုထုံတုံးကိုကိုင်းပြီးမှနောက်သို့လှည့်ကြည့်တဲ့သူဟာဘုရားသခင်ရဲ့နိုင်ငံတော်နဲ့မထိုက်တန်ဘူးလို့သတိပေးပါတယ်။ဒီကျမ်းစာတွေကကျွန်ုပ်တို့အားမေတ္တာနဲ့တောင်းဝန်ထမ်းဆောင်ခြင်းမှာအပြည့်အဝပါဝင်ဖို့အတွက်ဖိတ်ခေါ်နေပါတယ်တောင်းဆိုနေပါတယ်ဘုရားသခင်ဟာကျွန်ုပ်တို့ရဲ့ ြီးမြတ်တဲ့လှုပ်ဆောင်မှုတွေကို မလိုအပ်မဲ့ဖဲနဲ့ကျွန်ုပ်တို့ရဲ့အနှံထားတဲ့နှလုံးသားကိုပဲလိုအပ်ပါတယ်ကျွန်ုပ်တို့အားလုံးဟာသာသနာပြုသူများဒါမှမဟုတ်အာဇာနည်များမဖြစ်နိုင်ပါဘူးသို့တော်လည်းပဲကျွန်ုပ်တို့တွေနှိမ့်စဉ်အခွင့်အရေးတွေများစွာ ပိုင်ဆိုင်ထားပါတယ်စိတ်ဖြည့်စားလေးရဲ့ပုံသက်တွေကို ကြည့်ပြီးတော့မှကျွန်ုပ်တို့ရဲ့သေးငယ်သောဘဝများကိုအကျွင်းမဲ့ယုံကြည်မှုဖြင့်ဘုရားသခင်ထံမှာအနှံ့ကြပါစို့ အနှံရှောင်းလန်းနိုင်ကြပါစေ။ကြာနာသူအပေါင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။အားလုံးပဲမင်္ဂလာပါရှင်။ကျမကဂျူလီယာဂျူခင်ပါ။ဒီနေ့မှမိမိရဲ့လက်တွဲပေါ်ကိုချစ်ပေးပါဆိုတဲ့အကြောင်းမျှဝေပြီးသွားချင်ပါတယ်။တော်တော်ရှင်များရှင်။ ဒါရရှင်လူစီမှာလည်းချစ်တဲ့သူတွေကိုစီရှိမှာပဲလက်တွဲဘော်တွေလည်းရှိကြမှာပဲလက်တွဲဘော်ကိုချစ်တယ်ဆိုတဲ့စကားလုံးကရွေးကူးစမ်းပြတဲ့ရှုပ်ထွေးတဲ့အလုပ်တစ်ခုမဟုတ်ပေမဲ့လို့နည်းနည်းတော့ခက်ခဲပါတယ်နော်ဒါကလည်းမိမိရဲ့ကိုယ်ပိုင်စန္ဒကိုယ်ပိုင်အချက်ပဲမဟုတ်ပါလားဒီဒီချာချာပြန်စဉ်းစားကြည့်လိုက်ရင်လက်တွဲဘော်ကိုချစ်တယ်ဆိုတာကိုယ့်ရဲ့စိတ်စန္ဒမှာကိုယ်က ကိုကိုယ်တိုင်ချစ်နေလို့ပဲဖြစ်ပါတယ်။ချစ်တယ်ဆိုတဲ့အကြောင်းအရာတစ်ခုကတော့မချစ်ချင်အောင်လည်းလုပ်လို့မရဘူး။ဟန်ဆောင်ပြီးတော့လည်းချစ်လို့မရပါဘူး။ကျမတို့ခရိယန်သမားကျမ်းစာမှာအဖက်စုဩဝါဒစာ အခန်းကြီး9အခန်းငယ်28မှာမိမိဇနီးကိုချစ်မြတ်နိုးတော်သူသည်မိမိကိုယ်ကိုချစ်မြတ်နိုးနိုင်တော်သူဖြစ်၏လို့ပါရှိပါရဲ့။ ချစ်ချင်းမြတ်တာထားတယ်ဆိုတာဘယ်တော့မှကြာရှုံးခြင်းကိုမရောက်ပါဘူးလောကမှာဘယ်အရာမဆိုကြာရှုံးနိုင်ပေမဲ့ချစ်မြတ်တာကတော့မကြာရှုံးနိုင်ပါဘူးတကယ်လို့များဒီချစ်မြတ်တာမှာကြာရှုံးတယ်ဆိုရင်တော့ဒါဟာအချစ်စစ်အချစ်မှမဟုတ်လို့ပါပဲချစ်တဲ့သူဆိုတာကတော့ကိုယ်လက်တွေပေါ့ကူချစ်လို့ဘာတွေပဲလုပ်ပေးရပါစေအဲ့ဒီလိုလုပ်ပေးထားတဲ့အရာတွေကမိမိစီကိုတံပြန်ရောက်လာတာပါပဲ။ တဘာဝတရားကြီးက အလိုအလျောက်ဖိအားပေးပြီးနှစ်ဦးနှစ်ဖက်စလုံးကိုရက်ခတ်သွားစေပါတယ်။တခါကလေးမှလက်တွဲပေါ်ရံဖြစ်ကြတယ်။ရံဖြစ်တယ်ဆိုတာကမိမိရဲ့စိတ်ကိုမိမိပြန်ရံဖြစ်တဲ့သဘော ဖြစ်သွားပါတယ်။မိမိလက်တွဲပေါ်နဲ့တကြိမ်ရံဖြစ်လိုက်တာနဲ့တပြိုင်နက်တည်းလက်တွဲပေါ်စီကနေလဲတံပြန်ပြီးတော့ရံဖြစ်တာကိုခိုင်းရမှာပဲ။ဒါကြောင့်ရံဖြစ်တယ်ဆိုတာကမိုက်မဲတဲ့သူတွေ ဉာဏ်မရှိတဲ့သူတွေဉာဏ်ဖြစ်တာလို့ပညာရှိတွေကဆိုထားတာရှိပါတယ်။မေတ္တာပေးရင်မေတ္တာပဲပြန်ရမှာပါ။အချစ်တွေပေးရင်လည်းအချစ်တွေပဲ ပြန်ရမှာမဟုတ်ပါလား။ဒါကြောင့်မို့ကိုယ့်ရဲ့လက်တွဲဖို့ကိုကောင်းမွန်စွာချိုးသားစွာပေါ်ရည်စွာဆက်ဆံပေးပါ။ယုံကြည်မှုလည်းပေးပေးပါ။အမြဲတမ်းလည်းကာကွယ်စောင့်ရှောက်ပေးပါ။ ကာကွယ်ဆောက်ရှောက်ပေးတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာကလက်တွဲဖော်ရဲ့ညီကိုမောင်မရီလက်တွဲဖော်ရဲ့လုပ်ငန်းပေါ့နော် job ပေါ့နော်သူရဲ့လုပ်ငန်းမှာ business တွေမှာရိုက်ခတ်လာတဲ့ခက်ခဲမှုတွေမကောင်းတဲ့အဖြစ်တွေကိုကာကွယ်ပေးရမှာပါမိမိရဲ့အားနည်းချက်ကိုမိမိကိုယ်တိုင်သိပြီးတော့လက်တွဲဖော်ကိုစိတ်ရှည်ပြီးခံပေးရမယ်ဒါမှလည်း relationship ကိုခရီးပေါက်စေပါပါဒါအပြင်လက်တွဲဖော်အချင်းချင်း အမှားအမှန်ကိုမြင်တတ်တဲ့အတိလဲရှိဖို့လိုပါသေးတယ်။ဒါမှတယောက်ပေါ်တယောက်စိတ်ဝင်စားမှုတွေရှိမယ်။လိုလိုလားလားရှိမယ်။အဲ့ဒီလိုအတိတွေရှိမှလက်တွဲပေါ်ကိုဦးစားပေးလှူဆောင်ပေးနိုင်မှာပါ။တရရှင်များရှင်ချစ်ချင်းမြတ်တာထားရတာလွယ်လွယ်မလွယ်ဘူးနော်။တာဝန်ကြီးကြီးတယ်လို့ပါပဲ။ချစ်ချင်းမြတ်တာဆိုတာကဒီကောင်မဆန့်ဘူး။ကိုကျိုးမငဲ့ဘူး။ တူရဲ့ကိုရီကိုသွေးကိုလည်းမကြည့်ဘူးအချစ်ဆိုတာကအချင်းချင်းစကားမပြောပေမဲ့လို့ချစ်တဲ့အတွက်ကြောင့်အလိုအလျောက်ပြပြသားပါကျမဟိုးငယ်ငယ်တုန်းကရုပ်ရှင်ကြားဘူးတယ်ပေါ့နော်ကြည့်တော့ကြည့်ဘူးတယ်မှတ်တော့မှတ်မိပါဘူးအသက်ငယ်ငယ်တုန်းကစကားပြောတော့အသေးနှလုံးနဲ့ကျမဒီစာရေးနေရင်နဲ့တတိယလို့ပါဟုတ်မှာပါပဲလူတိုင်းမှလည်းအချစ်ကိုခံစားရရင်ဒီလိုပဲမပြောပေမဲ့သိနေမှာပါ အတန်းလုံးကမပြောခဲ့ရင်ဒါကမေတ္တာစစ်အချစ်စစ်လို့သတ်မှတ်ရခဲ့ပါလိမ့်မယ်မိမိရင်ထဲကနေအချစ်စစ်အချစ်မှမဟုတ်ခဲ့ဘူးဆိုရင် လက်တွဲပေါ်ကိုယုံကြည်မှုလည်းရှိမယ်မထင်ဘူးအများရမ်းပဲတန်ဖိုးရရင်လည်းရှိနေပါလိမ့်မယ်တကယ်ချစ်တယ်တကယ်အချစ်စစ်အချစ်မှန်းဆိုရင်ဟိုးပထမဆုံးစချစ်တဲ့အချိန်တုန်းကလိုပဲအများအချစ်တွေကိုပေါ်ပြပြီးဆက်ဆံနေမှာပါ တစ်ခုတည်ထားဖို့ကတော့လက်တွဲဖို့ဆိုတာကတော့သူတော်စင်တော့မဟုတ်ပါဘူးဒီတော့မိမိတို့အချစ်ချင်းကိုအထူးပဲဒီဆိုက်ရမယ်နော် take care of your marriage ပေါ့နော်လက်တွဲဖို့ကိုလည်းအကောင်းမြင်နိုင်ရမယ်တကယ်လို့များမိမိတို့အချစ်ကပြတ်တောက်ချင်နေပြီဆိုရင် ကောင်းတဲ့ဘက်ကိုမြင်ပေးပါဥပမာနဲ့ပြောရရင်ဘဝကြီးကမိမိကိုတမယာသီးတစ်လုံးပေးတယ်ဆိုရင်ဒီတိုင်းစားရင်တော့ချင်ပါပါပဲဒါဆိုရင်တမယာကြီးဖြောတော့လိုက်ပါ တကြားပါလာတဲ့အတွက်ကြောင့်တောက်လို့လည်းကောင်းလာမယ်ဒီလိုပါပဲတိမ်မဲတွေရဲ့ဘေးပတ်လည်းမှာငွေရောင်လိုင်းလေးတွေကွတ်ထားသလိုပဲမြင်ရမှာပါမိမိဘက်ကကြည့်ရင်မဲမောင်နေပြီးလင်းတဲ့ဘက်ကိုရွေးကြည့်လိုက်ပါ အများကတော့ဆိုကြပါတယ် bad luck ပြီးလို့ရှိရင်တော့ good luck ဆိုတာလာမှာပဲတဲ့နောက်ပြောသေးတယ် turn pressure into pleasure ပေါ့နော်လက်တွဲဖို့ကိုဘယ်လောက်ချစ်တယ်ဆိုတာမနေ့မိုးလင်းတိုင်း ဒါမှမဟုတ်လည်းအချိန်ရတိုင်းတနေကုန်ပြောလို့ရပါတယ်။ညမိုးချုံမှ မပြောမိပါစေနဲ့ရှင်။နောက်ပြီးလက်တွဲဖို့အတွက်လည်းဦးစားပေးအချိန်ပေးပေးပါ။အိမ်တော်တစ်ခုရဲ့တာဝန်နေဖြစ်တဲ့ငွေကြေးရေးကိစ္စတွေ၊အိမ်မှုကိစ္စတွေ၊ကလေးချင်းပေးတဲ့ကိစ္စတွေ၊ကလေးကြောင်းကြိုကြောင်းပို့ကိစ္စတွေအားလုံးနှစ်ဦးမျှပြီးတော့တာဝန်ယူလှူဆောင်ပေးပါ။ဒါတွေကချစ်တဲဆိုတဲ့ဝေါ်ဟာရရဲ့တသက်တည်းပဲမဟုတ်ပါလားဘဝဆိုတာက ပက်တင်တယ်လို့ပါပဲမိမိကတူးတယောက်အတွက်ဘာတွေကိုပဲပြစ်လိုက်ပါစေပြစ်လိုက်တဲ့အတိုင်းပြန်လာမှာပါမိမိကငင်းချမ်းရေးပေါ့နော် peace ကိုလိုချင်ရင်တော့ငင်းချမ်းတဲ့မျိုးစေ့ကိုစိုက်ပြိုးရမှာပါတို့ရရှင်များရှင်ဒါဆိုရင်လက်တော်ဘုအချင်းချင်းချစ်ချစ်ခင်ခင်နဲ့တဆုံတိုင်ချစ်နိုင်ဖို့ရည်ရွယ်ရင်းနဲ့ပဲဒီနေ့အတွက်ဒီရိယာကနာကိုရနာခွင့်ပြုပါနော် အားလုံးပဲလက်တော်ဘုအချင်းချင်း နားလည်မှုတွေရှိပြီးတာယာချမ်းမြေ့တဲ့ဘဝတွေကိုတက်ဆုံးတိုင်ပေါင်းနိုင်ဆုံနိုင်ကြပါစေလို့ဆုမွန်တောင်းလိုက်ပါရစေ။ဒီကနေ့အတွက်သတင်းကဏ္ဍမှာတော့အိုရမင်းကြီးတေယော၁၄ ဥရောပယဉ်ကျေးမှုနဲ့ဘာသာပေါင်းစုံဆွေးနွေးမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ကိုလက်ခံတွေ့ဆုံခဲ့ခြင်းတွင်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အိုယာမင်းကြီးလီယို14သည်တနင်္လာနေ့ကဗာတီကန်၌ဥရောပပါလီမန်၏အစီအစဉ်တရဖြစ်သည့်ယဉ်ကျေးမှုနဲ့ဘာသာပေါင်းစုံဆွေးနွေးမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ကိုနှုတ်ဆက်ဆင်ဤသို့ပြောကြားခဲ့ပါသည်။ယမ်မင်းကြီးကအဆိုပါအစီအစဉ်အတွက်ကျေးဇူးတင်ရှိကြောင်းပြောကြားကများစွာသောအတီးပွင့်များထွက်ပေါ်လာမည်ဟုမျှော်လင့်ကြောင်း ယဉ်ကျေးမှုများကြားဘာသာတရားများကြားဆွေးနွေးမှုကိုမြင့်တင်ခြင်းသည်ခရိယန်နိုင်ငံရေးသမားများအတွက်အဓိကရည်မှန်းချက်တစ်ခုဖြစ်ပြီးဖျားသခင်၏ဂျေဇုတော်ကြောင့်ဤကိစ္စနှင့်ဆက်လျင်း၍ကောင်းမွန်သောတည်တည်ခံချက်ပြီးခဲ့သူများလည်းများစွာရှိကြောင်းထောက်ပြခဲ့ပြီးစကားပြောဆိုဆက်ဆံသူများ ဖြစ်ကြသည်ဆိုသည်မှာဧဝံဂေလိတရားတော်မှထွက်ပေါ်လာသောတန်ဖိုးများတွင်နက်နက်ရှိုင်းရှိုင်းအမြင့်တွင်နေခြင်းကိုဆိုလိုပြီး တစ်ချိန်တည်းမှာပဲမတူညီသောနောက်ခံသမိုင်းများမှလာသူများနဲ့ပွင့်လင်းစွာနားထောင်ခြင်းဆွေးနွေးခြင်းမှုကိုမွေးမြူပြုစုခြင်းကိုလည်းဆိုလိုသည်ဟုအလေးပေးပြောကြားခဲ့ပါသည်။၎င်းသည်လူသားလူဤဂုံတိတ်ခါနှင့်ကျွန်ုပ်တို့၏ဆက်နွယ်မှုနှင့်လူမှုအတိုင်းအဝန်းသဘာဝပတ်ဝန်းကျင်ကိုအမြဲတစေဗဟုထားရန်လိုအပ်ကြောင်းဘာသာပေါင်းစုံဆွေးနွေးပွဲတွင်ပါဝင်ခြင်းသည် တဘာဝအရာကပင်ဘာသာရေးသည်လူပုဂ္ဂိုလ်ရေးအဆင့်နှင့်လူမှုနယ်ပယ်နှစ်ခုလုံးတွင်တန်ဖိုးရှိကြောင်းအတိအမှတ်ပြုခြင်းဖြစ်ပြီးဘာသာရေးဆိုသည့်စကားလုံးကိုယ်တိုင်ကလူသားမျိုးနွယ်၏မူလအစအစိတ်ပိုင်းတစ်ခုအဖြစ်ဆက်နွယ်မှုသဘောတရားကိုညီညွန်းသည်ဆိုသောချက်ကိုတရိယာစေကြောင်းထို့ကြောင့်စစ်မှန်ပြီးကောင်းမွန်မှန်ကန်စွာ ပြုစုပျိုးထောင်ပါကဘာသာရေးရှုထောင့်သည့်ပုဂ္ဂိုလ်ချင်းချင်းဆက်ဆံရေးကို များစွာမြင့်တင်နိုင်ပြီးလူမှုအတိုင်းဝိုင်းနှင့်လူအဖွဲ့အစည်းတွင်တဟမြတ်စွာ နေထိုင်နိုင်ရန်ကူညီပေးနိုင်ကြောင်းလူသားချင်းဆက်ဆံရေးတံပိုးနှင့်အရေးပါပုံကိုယနေ့ခေတ်တွင် အလေးပေးဖော်ပြရန်မှာမိမြအရေးကြီးကြောင်းကိုလည်းပြောကြားခဲ့ပြီးဟိုရမင်းကြီးလီယို24ကလူအများအားလုံးကြားဆွေးနွေးမှုနှင့် လေးစားမှုကိုမြင့်တင်ရန်၎င်းတို့လှုပ်ဆောင်နေသော လုပ်ငန်းများအတွက်ဂျေဇူးတင်ရှိကြောင်းနှင့် ၎င်းတို့၏လုပ်ငန်းအပေါ်ဖျားသခင် ကောင်းခြင်းမင်္ဂလာပေးသနာပါကြောင်းဆုတောင်းပေးရင်အဆုံးသတ်ခဲ့ပါသည်နေတွေ့တဲ့ကဏ္ဍမှာတော့ဘူယံမင်းကြီးလီယို14ဂီနေဘီဆိုသမရာအားလက်ခံတွေ့ဆုံရင်းတွေနေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဘူယံမင်းကြီးလီယို14ဒီတနင်္လာနေ့ကဗာတီကန်၌ဂီနေဘီဆိုသမရာအူမာရိုစစ်ကို အမ်ဘာလိုအားလက်ခံတွေ့ဆုံခဲ့ပြီးဆွေးနွေးမှုများအတွက်နိုင်ငံ၏ဘုံအကျိုးစီးပွားအတွက်ကက်သလစ်သာသနာ၏ထောက်ပံ့ပေးမှုကိုပြန်လည်သိမှတ်ပြုခဲ့ကြောင်းအိုယန်မင်းကြီးနှင့်တွေ့ဆုံပြီးနောက်ထုတ်ပြန်သောကြေညာချက်အရအာဖရိက နိုင်ငံ၏သမ္မတသည်ဗာတီကန်နိုင်ငံသား၏ဝန်ကြီးပီယက်ထရိုပါရိုလင်နှင့်တွေ့ဆုံခဲ့ပြီး၎င်းနှင့်တူနိုင်ငံတကာဆက်ဆံရေးဆိုင်ရာဗာတီကန်လက်ထောက်အတွင်းဝင်မွန်ဆီညိုမီရော့စ်လော့စ်တန်နစ်လော့စ် ဝါချုစကီနဲ့လည်းတွေ့ဆုံခဲ့ကြောင်းကြီးညာချက်တွင်ဗာတီကန်နှင့်ဂီနီဘီဆောသမရနိုင်ငံတို့ကြားကောင်းမွန်သောနိုင်ငံဆက်ဆံရေးကိုအလေးပေးဖော်ပြခဲ့ပြီး အထူးသဖြင့်ပညာရေးနှင့်ကျန်းမာရေးနယ်ပယ်တို့တွင်နောက်အာဖရိကနိုင်ငံ၏ဘုံအကျိုးစီးပွားအတွက်ကက်သလစ်သာသနာတော်၏ထောက်ပံ့ပေးမှုကိုအသိမှတ်ပြုကြောင်းနိုင်ငံရေးလူမှုရေးစီးပွားရေးအခြေအနေဤအချို့သောကဏ္ဍများပေါ်ဆွေးနွေးခဲ့ကြောင်းနှင့်လက်ရှိနိုင်ငံတကာရေးရာပေါ်မှာသဘောထားချင်းဖလှယ်ခဲ့ကြကြောင်း ရန်မင်းကြီးရုံတော်တရင်ထုတ်ပြန်ရေးဌာနကဟောပြထားပါသည်ဒီကနေ့ပြောတဲ့ကဏ္ဍမှာတော့ကိုရမင်းကြီးဒီ34အာစာတိုက်တွင်ဝင်ရောက်တိုက်ခတ်ခဲ့သည့်မုံတိုင်းကြောင့်မုံတိုင်းဒဏ်ခံရသူများအတွက်ဆူတောင်းပေးခြင်းတရင်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အိုယမင်းကြီးလီယို34ဒီဖိလစ်ပိုင်ထိုင်ဝမ်ဟောင်ကောင်ဗီယက်နမ်နဲ့တရုတ်နိုင်ငံတို့၏အစိပ်ပိုင်းများကိုဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်ဖုန်းမုန်တိုင်းတန်ခံရသူများအတွက်ဆုတောင်းပေးခဲ့ကြောင်းဓမ္မဆရာဆရာမများဂျူဂလီပွဲတော်အတွက်ကျင်းပသောမစ္စတရားအဆုံးပိုင်းနှင့်နေကင်းမြတ်တာရွတ်ဆိုခြင်းမတိုင်မီပုံရမင်းကြီးလီယိုသည်စိတ်ပီတရင်မြေ၌ဆုယုံရောက်ရှိနေကြသောယုံကြည်သူများအားမိန့်ကြားရာတွင်အလွန်အပြင်းသောတိုင်ဖုန်းမုန်တိုင်းသည်အာရှဒေသများစွာကိုဝင်ရောက်တိုက်ခတ်ခဲ့ကြောင်းအထူးသဖြင့်ဖိလစ်ပိုင်၊ထိုင်ဝမ်၊ဂျွန်း၊ဟောင်ကောင်၊ဧရုတ်ဒေသနှင့်ဗီယက်နမ်တို့တွင်ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ထိခိုက်ခံစားရသူများအထူးသဖြင့်ဆင်းရဲဆုံးသောသူများအားကျွန်ုပ်၏နီးစပ်မှုနှင့်ဆူတောင်းပေးမှုဖြင့်အတူရှိနေကြောင်းဒေဆုံးသောသူများပျောက်ဆုံးနေသူများနေရာရွှေ့ပြောင်းရသောမိသားစုများဒုက္ခဆင်းရဲခံရသောလူပေါင်းများစွာနှင့်ကယ်ဆယ်ရေးလှုံ့ဆော်မှုများလှုံ့ဆော်နေကြသောရပ်ဖက်အာဏာပိုင်များအတွက်လည်းဆူတောင်းပေးနေကြောင်းရမင်းကြီးကဆက်လက်ပြောကြားခဲ့ပါသည်လူတိုင်းဖျားသခင်ကိုယုံကြည်ကိုးစားရတဲ့အချင်းချင်းစီလုံးညီညွတ်မှုကိုပြသရန်ကျွန်ုပ်တိုက်တွန်းလိုပါသည်။ ခက်ခဲမှန်သမျှကိုကြော်လာရန်အတွက်ဖျားသခင်သည်သင်တော်ဝါခွန်အားတက်တီကိုပေးတော်မူပါစေဟုထဲ့သွင်းဆုတောင်းပေးခဲ့ပါသည် ယခုနှစ်တွင် ပြင်းထန်ဆုံးဟုဆိုနိုင်သောရာဂါစာတိုင်ဖုန်းမုန်တိုင်းသည်တရုတ်ပြည်တနေရာထဲတွင် လူပေါင်းနှစ်တန်းကျော်ကိုရွှေ့ပြောင်းစေခဲ့ကြောင်းကျယ်ပြန့်သောပျက်စီးဆုံးရှုံးမှုများရေကြီးမှုများလျှက်စစ်တပ်အားပြတ်တောက်မှုများနှင့်ရေပြိုမှုများအပြင်ဖိလစ်ပိုင်နိုင်ငံတွင်အနည်းဆုံး25ဦးနှင့်ထိုင်ဝမ်တွင်14ဦးသေဆုံးစေခဲ့ကြောင်း ဗာတီကန်သတင်းဌာနကဖော်ပြထားပါသည်။ဤတွင် Radio Veritas Asia အာရှသမတရားအသံလွှင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကို အသံလွှင့်လုပ်ပြီးပါသည်။ ဩဒရှင်ပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလေအန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ